I'm fancy I'ma put it all on display ခေကောမခံရအောင်ပြောပါဘလားအင်းကကလေးရဆာလင်းလို့ပဲခေါ်ခိုင်းပါလေဆိုတကယ်ကိုကိုကလေးတွေမမပဲကိုကိုကိုအန်ဒီတို့ဘာမှမမဝင်မဘူးတိလေမမမလေအဲမြက်ကလေးအဲ့ကအဲ့လိုအဲ့လိုပဲခေါ်တာဆိုတော့အန်တီတို့ခရီးကိုခေါ်မခံရသေးအဲ့တော့လေကိုကိုကိုခေါ်မခံရအောင်လည်းနေတယ်ကလေးတွေကမမဆိုပြေးခေါ်ထားတာ ကြလဲဘာလို့အလောက်ထိကြည့်ကောင်းနေရလဲအန်ဒီကြီးရာသတိရမလားအဲ့လိုမျိုးဆိုလဲအားကြီးနေပါတော့အမ် fancy I'm gonna put it all on display I'm a trendsetter ဒါမျိုးသမီးတွေဘယ်တော့မှအသက်အသက်ကြီးရဆိုတာကိန်းကနန်းတစ်ခုပဲ အသက်ကြီးလို့ပေါ့နော်ဟာငါယောက်ကြီးကြာသွားပြီငါမလှတော့လားဘယ်တော့မှမရှိပါနဲ့ဒါမှတခုပဲကိုယ့်ဘက်ကလုပ်ပေးရမှာကျမ်းမာတဲ့နေထိုင်စားသောက်မှုအောက်မှာတနေ့ကိုတနာရီကတော့ ကိုလက်လှုပ်ရှားအကစားကိုလော့ကူလှုပ်စေချင်ပါတယ်ရှင်အမျက်သူကတော့အမှန်တမ်းပြောရကိုတွေ့ပါအမျက်သူကတိတ်တက်ရဲ့လက်ထက်မှာပဲအသက်20ကနေခု40အရွယ်ထိကိုရောက်ရှိလာခဲ့တာဆိုတော့20မှာတွေ့ခဲ့ရအမျက်သူရဲ့လော့ကလိန်လို့မမရတာရှင်အဲ့လိုပဲခုအသက်40မှာတွေ့အမျက်သူရဲ့လော့ကလည်းလိန်လို့မရပါဘူးရှင်ဆိုတော့အဲ့ဒီနှစ်ခုရဲ့ပေါ့နော်ဟိုပြိတက်ကချစ်ရသူရဲ့သဘောကျတယ်ဆိုအမျက်သူကလေဟိုကျမ်းမာအေးရ sharing လုပ်တာပါ ျမ်းမာတဲ့နေထိုင်စားသောက်မှုမှာနေထိုင်ပြီးတော့ကိုယ်လောက်ကြာအကစားလုပ်ကြည့်ပါအဲ့တော့အသက်ဆိုတာကိန်းကနန်းမေးလို့မြစ်သူကမြစ်သူကကုတ်ကုတ်ကိုပေါ်တော့ကိုတွေ့ယူရင်းနဲ့ပြန်ပြီးမြောက်ရပါတယ်လို့ပြောကြမှာပါဆို Go relax have fun and it's me time ခေါ်မခံရအောင်ပြောပါဘူးလားအိမ်ကကလေးရဆာလင်းလို့ပဲခေါ်ခိုင်းပါလေဆိုတကယ်ကိုကိုကလေးတွေမမပဲကိုကိုကအန်ဒီတို့ဘာမှမမဝင်မဘူးတိလေမမမလေးအဲကလေးလေးမမလေးဆိုအိမ်ကကလေးရဆာအန်ဒီမခေါ်ရအောင်လင်းနဲ့မြက်ပဲမြက်ကလေးရတယ်အဲ့ဒါဆိုအဲ့လိုပဲခေါ်တာဆိုတော့အန်ဒီတို့ခရီးခေါ်မခံရသေးအဲ့တော့လေကိုကိုကိုခေါ်မခံရအောင်လည်းနေတယ်ကလေးတွေကမမဆိုပြေးခေါ်ထားလားသူတို့မအရင်စမခေါ်ခင်မှာ me up one of the greats let it flow all i had to do was leave it to fate ကိစ္စမရှိပါဘူးကိစ္စကတော့ဘလို့ခေါခေါခေါလို့ရအောင်ချို့ကြလဲအန်တီကြီးတဲ့ချို့ကြလဲဘာလို့အလောက်ထိကြည့်ကောင်းနေရလဲအန်တီကြီးရာသတိရမလားလို့မျိုးဆိုလဲအားကြီးနေပါတော့အခါကျရင်လည်းတကယ်ကြည်နူးရပျော်ရွှင်ရပါတယ်အဓိကပြောချင်တာကဘသူပဲဖြစ်အမျိုးသားဖြစ်စေမျိုးသမီးဖြစ်စေအာကိုကိုကိုဘတ်တော်မှစိတ်အဲ့ညညူးမဲ့အရာမျိုးမတွေးပါနဲ့ငါမလောက်ဘူးငါမလုံနိုင်ဘူးမဟုတ်ဘူးဟာငါမမီတော့ဘူးမရှိဘူးရှင့်စသီးတဲ့အချိန်ကစပြင်းတဲ့အခါအဲ့ဒါအချိန်မီရဲလို့မြတ်စွာပြောခြင်းပါတယ်ဘယ်အရာပဲဖြစ်ဖြစ် အစကားရှိလိုက်ဦးမယ်။ကျမ်းမာရေးပဲဖြစ်ဖြစ် relationship တစ်ခုမှာပဲဖြစ်ဖြစ်ပေါ့နော်။ဘယ်အနေရအလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ငါနောက်ကျသွားပြီငါအသက်ကြီးသွားပြီငါမလုံနိုင်တော့ဘူး။ငါတော့ကြံခဲ့ပါဘယ်တော့မှမစင်စားပါနဲ့။ငါလုံနိုင်တယ်ငါဘာလုံနိုင်တယ်လုံနိုင်တဲ့နေရာကနေစပြီးလုပ်ပါ။အဲအခါကျတော့အချိန်တစ်ခုမှာကိုယ့်ရဲ့လုံအောင်လုံနိုင်စွမ်းရည်မြင့်လာတဲ့အခါကိုယ့်ကို confidence ရှိလာပါလိမ့်မယ်အဲ့တော့ပြောချင်တာကဘယ်ရာမှာပဲဆိုပေါ့နော်အဲ့တော့စသတိတဲ့အချိန်မှာစပြင်မှာအဲ့ဒါကအကောင်းဆုံးအမှန်ဆုံးအချိန်ပါပဲအဲ့ဒီကူလာ အဓိကတော့ဂျင်းစော့တာပေါ့သူလက်လာလာရောဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်သိရဲ့ဂျင်းအဲ့သူဂျင်းမစော့တာနည်းနည်း9လလောက်ရှိသွားအချိန်မှာအခုနောက်ပိုင်းအာဂျင်းကိုတေချာဖိစီပြန်စော့ပါတယ်ဆိုတော့နောက်ပြီးတော့ပုံမှန်လဲမြင်တော့မျက်နာပုံမှန် treatment ပေါ့နော်မျက်သူကတော့ဟိုလိုမျိုးကြီးတွေ ကျူးပြင်းတာကိုမြတ်တော်ဝါသနာပါဘူးကိုရဲမလုပ်တဲ့ခါထိမ့်သိမ့်နဲ့ဘက်မှာမြတ်တော်ပို့လုပ်ဖြစ်တယ်အဘော်ရီကရင်ငယ်ကလည်းဟိုဘော်ဒီစကော့တွေပါလုပ်တဲ့ခါကျတော့ပြီးတော့ဂျင်လဲစောတော့ချွေးပေါက်ဒီပါတွေပွင့်တဲ့ခါကျတော့ပို့ပြီးတော့ဟုတ်တယ်တော်တော်များလည်းပြောကြကိုလည်းရင်းနေသဘောကျနေကုတ်ကုတ်ကိုလေးကြွားတော့မှာဘောနော်တွေ့တော့အိမ်ဘောနော်ကို့ကိုချင်းမွင့်ပြောတာဘောနော်အသားကြီးလေးကကြည်လိုက်တာပို့လှလာတယ်ဆိုတော့လေဟိုပြိတ်သက်တည်းရဲ့ချစ်ချင်းတရားလဲပါသလိုကိုကိုရိုင်းကလည်းကျမ်းမာတဲ့နေထိုင်စားသောက်မှုမှာကျမ်းမာရေးလုပ်တဲ့ခါကျတော့ကိုရဲ့အသက်ရွယ်ကတော့ကြီးလာပဲမဲ့အဲကိုရဲ့နေထိုင်စားသောက်မှုနဲ့လက်ကျင်ကမ်းကြောင့်မို့ ပေါ့เนาะအဲနည်းနည်းလေးတော့ထိန်းထားနိုင်တယ်ဆိုတဲ့ဟာလေးပေါ့เนาะဟိုအားလုံးရဲ့မေတ္တာတရားကြီးရတဲ့ခါကျတော့ဘုကပျော်ပြီးတော့ကြိတ်ပျော်နေတာတကယ်ကြီးအဲ့ဒီအင်တာဗျူးကြည့်တဲ့ပြည့်သက်တွေရောတခုခုတော့အများကြီးရတယ်ဟာ ဒီစစ်တမားလေဟုတ်ကဲ့ပါကိုကလည်းကိုရဲ့အတွေ့အကြုံတွေကိုအဲ့လိုမျှပေးရတာအရန်သဘောကျောက်လို့ကိုအเจ้าကိုတီးတဲ့ interview သမားပေါ့နော် interview ကမေးတယ်ဆိုရင်ကိုလည်းပို့ပြီးတော့အားတွေ့တယ်ပြောရတာလည်းကိုလည်းပို့ပြီးတော့စကားတွေအများကြီးထွက်တာပေါ့ရှင်အဓိကအမြတ်တော်ကလေ interview ဖြစ်ရင်ကိုအเจ้าကိုတီးပြီးမေးနိုင်လေလေ interview ကအများကြီးထွက်လေပဲဒေတာကြီးကြီးတခုမင်း၁၀ခုဖြေတာပါဒါပေမဲ့ဖြေကောင်းတဲ့မေးခွန်းဖြစ်ဖို့တော့လိုတာပေါ့ရှင်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်တတ်တာ